ဒီယိုအန်ယူဂျီသောရအစီအများမင်္ဂလာပါခင်ဗျာခုချိန်အစပြီး2025ခုနှစ်မေလ25ရက်နေ့ဗီဒီယိုအန်ယူဂျီရဲ့မနက်ခင်းစီးရီးသတင်းများကိုကျွန်တော်ဇန်နိုင်ကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ ပထမဆုံးတင်ဆက်ပေးမယ့်စီးရီးသတင်းကတော့ဂရင်တော်လှန်ရေးတပ်ဖွဲ့များရဲ့တိုက်ခတ်မှုကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်62ဦးထိုင်းနိုင်ငံသို့ထွက်ပြေးတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။မြန်မာထိုင်းနယ်စပ်ရှိဗလဲဒိုစစ်ကမ်းကိုဂရင်မျိုးသား CNU ဦးဆောင်တဲ့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက2025ခုနှစ်မေလ23ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတောင်မန်းနယ်စစ်ဒေသဘျူဟာ30နှစ်မှဘျူဟာမှုဘူရာဘောရဲ့ကုကဲမှုနဲ့ KNL, KNDO နဲ့ Cobra Column 2 Vinong ပါဝင်ပူးပေါင်းတပ်ဖွဲ့တွေကဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။တိုက်ခတ်မှုကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်62ဦးထိုင်းနိုင်ငံ ဘက်ကိုထွက်ပြေးခိုလုံခဲ့ပြီး၎င်းတို့ရဲ့လက်နက်တွေကိုထိုင်းအာဏာပိုင်များကသိမ်းဆီးခဲ့တယ်လို့ခေါဆွတ်သတင်းဌာနကဖော်ပြထားပါတယ်။ထွက်ပြေးလာသူများထဲမှာ၁၂ဦးထံရရှိခဲ့ပြီး၄ဦးဟာဒဏ်ရာပြင်းထန်တဲ့ပြင်စစ်ကောင်စီတပ်ဖွဲ့ဝင်၁၈ဦးသေဆုံးခဲ့ကြောင်းထွက်ပြေးလာသူတွေကထွက်ဆိုထားပါတယ်။မလဲဒိုစကန်သိမ်းမှုမှာတော်လိုင်းရဲတပ်ဖွဲ့များကလက်နက်ငယ်80ကျော်ခင်းရင်းများနဲ့စစ်သုံးပစ္စည်းများကိုသိမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ Corporal Column 2 Vinox စစ်ကြောင်းကစစ်အာဏာရှင်စနစ်အမြင့်ပြတဲ့အထိစစ်ကောင်စီတပ်တွေကိုဆက်လက်ချေမှုန်းသွားမယ်လို့ကြေညာထားပါတယ်ခင်ဗျာ။ အခုဆက်လက်ပြီးမြင်းကြံတထိုးကြီးတောင်သာနဲ့ငဇုံမြို့နယ်တွေကစစ်ကောင်စီတပ်ဆွဲထားတဲ့နေရာ၁၂ခုကိုခရိုင်အဆင့်ဆစ်စင်ရေးဖြင့်တပြိုင်တည်းတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမြင်းကြံခရိုင်မြင်းကြံတထိုးကြီးတောင်သာနဲ့ငဇုံမြို့နယ်တွေကစစ်ကောင်စီတပ်ဆွဲထားတဲ့နေရာ၁၂ခုကိုခရိုင်အဆင့်ဆစ်စင်ရေးဖြင့်တပြိုင်တည်းဝန်ရောက်တိုက်ခိုက်ခဲ့ရမှာ90ဦးထပ်မံသေဆုံးခဲ့တယ်လို့ကိုမြင့်ဆောင်အညာမြင်းဆစ်စင်ရေးကထုတ်ပြန်ထားပါတယ်။မေလ19ရက်နေ့ကစတင်ပြီးမြင်းကြံမြို့နယ်စမိတ်ခုံရဲစခန်းကြောက်ဖြုတ်ရွာပြူစခန်းတောင်ရှိကေစခန်းဆ 18ရက်ကွက်နဲ့ခရိုင်ထွေအုံယုံနဒိုးကြီးမြို့နယ်ဝလူရဲစခန်း gas pipeline နဲ့မြို့မစခန်းဇီးရွာအနီးကစစ်ကြောင်းတောင်သာမြို့နယ်မြို့ဝင်ကထနောင်းကုန်းပြူရွာစခန်း gas pipeline ငဇုံမြို့နယ်မြို့သာဘန်ဆောင်ကင်းစခန်းနဲ့မြို့ဝင်ဂိတ်တို့ကိုတပြိုင်တည်းထဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်တိုက်ပွဲတွေတွင်စစ်ကောင်စီတပ်သားပြူနဲ့ရဲ90ထက်မနည်းသေဆုံးခဲ့ပြီးအများပြားဒဏ်ရာရရှိခဲ့ကစစ်ကောင်စီက jet fighter whitewell mi35 တို့နဲ့လေကြောင်းကနေအဆမတန်ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ပူးပေါင်းတပ်မှထိခိုက်ကြဆုံးမှုရှိခဲ့တယ်လို့ဖော်ပြထားပါတယ်တိုက်ပွဲ ဲတွင် MA11 နှစ်လက် MA13 သုံးလက် MA16 လက် MA22 နှစ်လက် G3 နှစ်လက် MA33 လက်ပါရီနှစ်လက် ကာပိုင်တလက်ကိုလုံးတက်နှစ်လက်လက်လုတ်အတူတလက် M22 လက်လုတ်တလက်ကြီပေါက်53ခုကြီမျိုးစုံ9000ခန်းရှစ်ထွက်မိုင်းနှလုံး M9 နှလုံး60မမ28လုံး RPG အဖူးကိုဘူး RPG ပိုးကြီး6000လက်ပြုံ15လုံးနေမိုင်း23လုံးမိုင်းရှာဇက်တလုံး8 channel ဂျမ်မာတလုံး6 channel ဂျမ်မာတလုံးစိုက်ကစားစီငွေချက်96သိန်းနဲ့စစ်သုံးဆောင်ပစ္စည်းတွေကိုသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်အဲ့ဒီစစ်စင်ကိုမြင်းစံခန်းစစ်ဌာနကခရိုင်ကုကဲမှုရဲ့စီမံကုကဲမှုနဲ့မြင်းစံခ ခန်ကွန်မန်ဒိုမြင်းကြံခဲတပ်ရင်း1236 869 80မြင်းကြံခရိုင်ဒရုန်းတပ်ဖွဲ့မြင်းကြံမြို့နယ်ပကဖတောင်သာမြို့နယ်ပကဖငဇုံမြို့နယ်ပကဖကြောက်ဆယ်ခရိုင်ကွန်မန်ဒိုတဒုံမြို့နယ်ပကဖမိထီလာခရိုင်မသုံးတရင်မိထီလာပကဖနဲ့ဒီပြတော်အမှတ်801တပ်ရင်းတို့ကပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါလေခင်ဗျာ အခုတခါမိုးပြဲတပ်ပွဲမှာလက်လွတ်ထားရတဲ့ရှေးကာကင်းနေရာတချို့ကိုပြန်လည်ခြေကုပ်တက်ယူနိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်။ရှမ်းတောင်ကင်းအနီးနယ်စပ်မိုးပြဲမြို့တိုက်ပွဲတွင်လက်လွတ်ထားခဲ့ရတဲ့ရှေးကာကင်းနေရာတချို့ကိုပြန်လည်ခြေကုပ်တက်ယူနိုင်ခဲ့တယ်လို့မိုးပြဲ local PDF ကထုတ်ပြန်ထားပါတယ်။မေလ23ရက်နေ့က local PDF viewer အမှတ်နှစ်လှုပ်ရှားနေမြစ်တွင်လက်လွတ်ထားခဲ့ရတဲ့ရှေးကာကင်းနေရာတချို့ကို NP local PDF, DMO local PDF, KNA, KNTF တို့နဲ့အတူပြန်လည်ခြေကုပ်တက်ယူနိုင်ခဲ့တယ်လို့ဆိုပါတယ်။အဲဒီလိုခြေကုပ်တက်ယူချိန်မှာစစ်ကောင်စီ က်ကစနိုက်ပါနဲ့ချောင်းမြောင်းပစ်ခတ်ခဲ့တာကြောင့်မိုးပြက်လိုခဲ့ PDF ရဲဘော်တို့ထိခဲ့တဲ့ရရှိခဲ့တယ်လို့သိရပါတယ်။ဒါပြင်စစ်ကောင်စီကလက်နက်ကြီးများနဲ့လည်းရန်စမ်းပစ်ခတ်ခဲ့ရမှာပြည်သူပိုင်းနေတချို့မိလောင်ပျက်စီးမှုရှိခဲ့တယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ။ ခုတခါတင်ဆက်ပြီးမဲ့စီရီသတင်းကတော့စလင်းမြို့ဝကမြို့မရက်စကန်စူပေါင်းရုံနဲ့လင်းစင်ရက်စကန်ကိုတော်လိုင်းတက်တွေဝင်ရောက်တိုက်ခိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။မကွေးတိုင်းစလင်းမြို့မှာရှိတဲ့မြို့မရက်စကန်စူပေါင်းရုံနဲ့လင်းစင်ရက်စကန်ကိုတော်လိုင်းတက်တွေကမေလ24ရက်နေ့မနက်ပိုင်းမှာလက်နက်ကြီးလက်နက်ငယ်တွေနဲ့တိုက်ခတ်ခဲ့တယ်လို့စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ကပြောပါတယ်။မေလ24ရက်မနက်စောပိုင်း3နာရီခန့်အချိန်မှာစလင်းမြို့မရက်စကန်ဗဟိုခင်အဆောက်အုံကို RPG 7နဲ့နီးကပ်ပစ်ခတ်တိုက်ခတ်ခဲ့ပြီးစလင်းမြို့နယ်စူပေါင်းရုံတွင်ကစစ်ကောင်စီတပ်ဖွဲ့က ကိုလက်နက်ကြီးလက်နက်ငယ်တွေနဲ့ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်စစ်ကောင်စီတပ်တွေဘက်ကပြန်လည်ပစ်ခတ်တာကြောင့်ပြန်လည်ပစ်ခတ်တဲ့တိုက်ပွဲဟာတနအိကွဲကံကြောင်းမြင့်ခဲ့တယ်လို့သိရပါတယ် ီတိုက်ခတ်မှုတွေကိုစလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တိုက်ခိုက်ရေးတပ်ခွဲနှစ်ခွဲကရဲဘော်တွေလှုပ်ဆောင်ခဲ့တာဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထိခိုက်မရှိခဲ့ဘူးလို့သိရပါတယ်။မေလ24ရက်မနက်တနားရီကန်အချိန်ကလည်းစလင်းမြို့နယ်ကလင်းစင်ရဲစခန်းကိုစလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ point တစ်ခုကလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခတ်ခဲ့တာရှိပြီးအဆောက်အုံတွေထိခိုက်ပျက်စီးသွားတယ်လို့အသိပေးပါတယ်။ဒီတိုက်ခတ်မှုတွေနဲ့ပတ်သက်လို့စစ်သားနဲ့ရဲတွေထိခိုက်သေဆုံးမှုအခြေအနေကိုမသိရသေးဘဲစုံစမ်းနေတယ်လို့စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြောပါတယ်။စလင်းမြို့နယ်တွင်စစ်ကောင်စီတပ်က12ရက်ကြာစစ်ကြောင်းထို ်နေပြီးကျေးရွာတွေကိုမီးရှို့ဖျက်ဆီးနေတာကိုဒေသကာကွယ်ရေးဖွဲ့တွေခုခံတိုက်ခိုက်နေတာကြောင့်တိုက်ပွဲတွေနေ့စဉ်ဖြစ်နေကြောင်းအပြစ်မဲ့ပြည်သူတွေရဲ့အိမ်တွေကိုဖျက်ဆီးနေတဲ့အကြမ်းဖက်စစ်တပ်ကိုအဆုံးထိတိုက်ခိုက်ချေမှုန်းသွားမယ်လို့စလင်းမြွန်းတဲ့ပြည်သူကာကွယ်ရေးဖွဲ့ကထုတ်ပြန်ထားပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးမယ့်သတင်းကတော့ခါချင်းတောင်မိုးကိုရုံမဖြတ်ကျော်လမ်းတိုင်းတက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကိုစောင့်ကြိုတိုက်ခတ်ခဲ့ရမှာဆယ်ဦးထပ်မံနေတေဆုံးခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါလေ။ဘကိုးလိုင်းတာဝရီခိုင်မင်းလာမြို့နယ်အပိုင်းဘကိုးရုံမှာလည်းရှိခါချင်းတောင်မိုးကိုစိန်ကလန်မျိုးကြောင်းရုံမဖြတ်ကျော်လမ်းတိုင်းချေလင်းတက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကိုရှောင်းတခင်စောင့်ကြိုတိုက်ခတ်ခဲ့ရမှာဆယ်ဦးထပ်မံနေတေဆုံးခဲ့တယ်လို့ဒါယဝရီခိုင်တရင်383နှစ်တက်ခွဲငါကထုတ်ပြန်ထားပါလေ။မီလာ22ရက်နေ့ည7:00နာရီခွဲကအချိန်မှာအင်အားတရာကျော်ပါတဲ့စစ်ကောင်စီစစ်ကြောင်းကိုဟိုင်းယူလမ်းဆောင် နဲ့ပင်ကရိုးကင်းကြွာကြားတရုတ်ပေါက်ကြောက်ကုန်းကြီးမှာစောင့်ကြိုတက်ခတ်ခဲ့တာဖြစ်ပြီးတနအိခန့်အကြပြန်လည်ပစ်ခတ်ကြတယ်လို့ဆိုပါတယ်တိုက်ပွဲတွင်စစ်ကောင်စီတပ်တွေဘက်က10ဦးထက်မနည်းတေဆုံးကအများပြားတန်ရရှိခဲ့ပြီးအထိနာသွားတာကြောင့်ဗန်ဝေးကုန်းရွာဘက်ကိုဖျို့ဖျဲတက်ဆုတ်ထွက်ပြေးသွားတယ်လို့သိရပါတယ်မေလ23ရက်နေ့မနက်9:00နာရီခွဲကအချိန်မှာလဲတေဆုံးသွားခဲ့တဲ့လောင်းတွေကိုလာကောက်တဲ့စစ်ကောင်စီစစ်ကြောင်းနဲ့ထိတွေ့တိုက်ပွဲ15မိနစ်ခန့်ထပ်ပြီးဖြစ်ပွားခဲ့ရမှာစစ်ကောင်စီဘက်ကလက်နက်ကြီးများစစ်တိုက်ပစ်ခတ်လာတာကြောင့်ပြန်ဆုတ်ခွာခဲ့ရတယ်လို့ဆိုပါတယ်မေလ24ရက်နေ့မနက်7:00နာရီခ န်ချိန်ပါတိုက်ပွဲဖြစ်ပွားခဲ့ရာနေရာနီးနည်းမြေရှင်းလင်းရေးပြုလုပ်ခဲ့ရမှာစစ်သုံးပစ္စည်းများသိမ်းဆည်းရရှိခဲ့တယ်လို့ကြော်ကဘာတဲ့ပြစ်ချထားတဲ့စစ်ကောင်စီတပ်သားအလောင်းတလောင်းမြေကြီးထဲမလုံတလုံးမြုံထားခဲ့တဲ့စစ်ကောင်စီအလောင်း၃လောင်းနဲ့သွေးရန်ကွက်တွေကိုတိရှိခဲ့ရပြီးအလောင်းများအားမြေမြုပ်တကြိုပြီးခဲ့တယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ အခုတခါကလဲလွေထုခရံအတွင်းစစ်ကောင်စီရဲ့ကျမ်းပတ်လူရဲ့တွေကြောင့်ပြည်သူ၄ဦးသေဆုံးခဲ့ရတဲ့ဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်။ကရင်မျိုးသားစီယုံကော်တူလီအုပ်ချုပ်နယ်မြေကလဲလွေထုခရိုင်လယ်ထုံမြို့နယ်နဲ့ဆောထီမြို့နယ်တို့မှာ စစ်ကောင်စီကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်အကြမ်းသားပြည်သူ၄ဦးသေဆုံးကတဦးတင်ဟန်ရရှိခဲ့တယ်လို့ KNU ကထုတ်ပြန်ထားပါတယ်။မေလ22ရက်နေ့မှာတန်စိစခန်းမှစစ်ကောင်စီတပ်ကဆောထီမြို့နယ်တင်ဂျော်ရောဘတ်ချန်နက်စင်တားမှာခီးသွလာနေတဲ့ပြည်သူလူလူကိုပစ်ခတ်တပ်ဖြတ်ခဲ့ရမှာဝိုင်းချုံချေရွာမှာအသက်50နှစ်ရွယ်ဦးမင်းအောင်တပင်ချောင်းချေ ည်ရွာမှာ62နှစ်အရွယ်ဒေါ်စန်းထေတို့သေဆုံးခဲ့ရပြီးတပင်ချောင်းကြည်ရွာမှာအသက်20နှစ်အရွယ်အောင်စရာထွန်းထိခဲ့တဲ့ရရှိခဲ့တယ်လို့ဆိုပါတယ်။ဒါပြင်လေတော်မြို့နယ်မှာလည်းမီလာ23ရက်နေ့ကစစ်ကောင်စီရဲ့ရွှေဝါတရင်ခမရ300ခွန်မှဟာဝဇာလက်နက်ကြီး155မမနှလုံးနဲ့မတော်ကုန်းကြည်ရွာကိုပစ်ခတ်ခဲ့ရမှာအသက်42နှစ်အရွယ်ဒေါ်စန်းကြည်နဲ့85နှစ်အရွယ်နော်အေးရွှေတို့ထိမှန်သေဆုံးခဲ့ရတယ်လို့သိရပါပါတယ်ခင်ဗျာ။ ခုတခါတင်ဆက်ပေးမယ့်စီးရဲတဲ့ငါတော့မင်းကင်းမြို့မှာစစ်ကောင်စီလေးချောင်းတိုက်ခတ်မှုကြောင့်မွေးကင်းစကလေးငယ်ပေါင်းဝင်၁၄ဦးသေဆုံးရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။သခိုင်းတိုင်းမင်းကင်းမြို့နယ်တောင်တွင်းဒေသတာစီမင်းစုကြီးရွာကိုစစ်ကောင်စီတပ်ကမေလ23ရက်ညနေ2နာရီခွဲကအချိန်မှာဂျက်တိုက်လေယာဉ်နှစ်စီးနဲ့ဘုံးကျဲတိုက်ခတ်ခဲ့ရမှာမွေးကင်းစကလေးငယ်တူပေါင်းဝင်ဒေသခံ၁၄ဦးသေဆုံးခဲ့ကြောင်းဒေသခံများထံမှသိရပါတယ်။အဲ့ဒီတိုက်ခတ်မှုမှာလာသားရွယ်မှ၁၀နှစ်ရွယ်အထိကလေးငယ်9ဦးအပါအဝင်မျိုးသမီးများစွာသေဆုံးခဲ့ရပြီးဒဏ်ရာသူ73ဦးအနက်3ဦးဟာ အသက်အန္တရာယ်စိုးရင်ရတယ်လို့သိရပါတယ်ဒီတက်ခတ်မှုဟာမင်းကင်းမြို့နယ်မအူကျေးရွာမှစစ်ကောင်စီတပ်ဖွဲ့များနဲ့ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအကြားတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်ချက်ချင်းဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်မင်းကင်းမြို့နယ်မှာစစ်ကောင်စီနဲ့ဘူဇော်ဒီပူးပေါင်းတက်စကန်35ခုရှိနေပြီးစစ်ကောင်စီတပ်ရဲ့ရန်ကြောင်ကျေးရွာ21ရွာမှဒေသခံများဟာထွက်ပြေးတင်းရှုံနေရတယ်လို့သိရပါတယ်ခင်ဗျာ အခုနောက်ဆုံးတင်ဆက်ပေးခြင်းနဲ့စည်ရေးသတင်းကတော့မုံရွာအမြင်လန်းလမ်းနယ်မှာစစ်ကောင်စီရဲ့လက်နက်ကြီးရန်သံပစ်ခတ်မှုကြောင့်ပြည်သူ၂ဦးသေဆုံးပြီး၁၂ဦးဒဏ်ရာရတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။စကိုင်းတိုင်းမုံရွာမြို့နယ်မုံရွာအမြင်လန်းနယ်နဂရင်းကျေးရွာမှာစစ်ကောင်စီရဲ့လက်နက်ကြီးရန်သံပစ်ခတ်မှုကြောင့်ပြည်သူ၁၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၂ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။မေလ၂၂ရက်နေ့ည9:55မိနစ်ခန့်အချိန်မှာမုံရွာမန္တလေးအမြင်လန်းမကြီးမုံရွာအဝင်းမိုးပေါက်ကမဟုကိတ်မှတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ကနဂရင်းကျေးရွာကို120မမလက်နက်ကြီး6လုံးနဲ့ပစ်ခတ်ခဲ့ ားလို့ဆိုပါတယ်။လက်လက်ကြီးပြစ်ခတ်မှုကြောင့်ပြည်သူ၁၂ဦးလက်လက်ကြီးထိမှန်ဒဏ်ရာရရှိခဲ့ပြီး၎င်းတို့တွေက၂ဦးဟာပွဲချင်းပြီးသေဆုံးသွားတယ်လို့သိရပါတယ်။ဒါပြင်ပြည်သူနေအများလည်းထိခိုက်ပျက်စီးခဲ့ရပြီးခိုင်းနှွားတကောင်သေဆုံးကတကောင်လက်ကျိုးသွားခဲ့တယ်လို့ဆိုပါတယ်။ဆိုပါလက်လက်ကြီးပြစ်ခတ်မှုတွေဟာမုံရွာနမခါထဲမှာခင်လိုင်းတွက်လက်မိုးရန်စီစီနေရဲတို့လာရောက်ဖျော်ပြတဲ့ပျော်ပွဲရွှင်ပွဲရှိတာကြောင့် PDF တွေကလာရောက်နှောက်ရှက်မှာဆိုလို့ဒီမျိုးနယ်လုံးရှိစစ်ကောင်စီဂိတ်ထန်စကန်တွေကိုလက်လက်ကြီးပြစ်ခိုင်းထားတာလို့နမခါနဲ့နှီးဆက်သူတို့ကပြောပါတယ်ခင်ဗျာ။ အခုတင်ပြခဲ့တဲ့စီရီသတင်းကောင်းလုံးချက်တွေကို Radio NUG သတင်းတောက်ကိုခန့်မင်းစစ်သွေးနဲ့ Castle Road ကပေးပို့ထားတာဖြစ်ပါလိမ့်ခင်ဗျာ။